လီဗာပူးကိုအနာယူပြီးချန်ပီယံလန်းဘောပြန်တက်မဲ့ United ပွဲချုပ်သုံးသပ်ချက်အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အတင်းဆက်နေပါတယ်မကြေပွဲအနေနဲ့ကြွေးတောင်းစရာတွေများတဲ့ Anfield ကို United တို့နောက်ကျင်ရောက်ရှိဖို့အကြောင်းဖန်လာပြန်ပါပြီဟက်တက်ကအော်တိုဘာနိုင်ငံကပိတ်ရပြီးပြန်လဲစတင်တဲ့ Premier League ပွဲစဉ်မှာလီဗာပူးအသင်းကိုဝေကွင်းတောက်ရှင်ပြန်ရမှာဖြစ်ပါတယ်လီဗာပူးနဲ့ United ကြားမှာရှေ့လျတဲ့တမိုင်းကြောင်းတစ်ခုရှိခဲ့ပြီးတော့နှစ်သင်းကအင်္ဂလန်ရဲ့အကောင်းဆုံးအသင်းနေရာအတွက်အပြိုင်ဆိုင်ဖြစ်နေခဲ့ကြပါတယ်ဒီအဒီမှာလဲနှစ်သင်းကြားအမှတ်ကွာဟာချက်တိတ်မရှိတဲ့အပြင်နှစ်တက်ကလည်းအသင်းကြီးချင်းဆိုရင် တဲဖြုတ်တဲ့တဲ့အတွက်ပွဲကြီးပွဲကောင်းတပွဲဖြစ်လာမှာကြိမ်းတင်နေပါလိမ့်။တကုတ်ရှိတာကတော့အင်ရှင်လစ်ပါဘူးကနောက်ဆုံးကစားထားတဲ့ပွဲဆက်၃ပွဲစတိုက်ရှုံးနေထားပြီးတော့ MV မှာပြန်လဲပေါက်ကွဲဖို့အချိန်တန်နေပါလိမ့်။ဒါပေမဲ့စီးဝါမကြသေးတဲ့အသင်းကဒရယာပဒနာပါလိုက်ပေါင်းလိုက်တဲ့အခါမှာတော့အစီအငောမတက်နေလောက်သေးတာကနောက်တဲ့အတွက်ကတော့အသာကြက်တခုဖြစ်ပါလိမ့်။တတကတော့လေပေါင်းနဲ့ဆန့်ကျင်ဘက်ဖြစ်စွာပဲတပတ်ကိုတပွဲအာယုံဆိုင်ကစားနေနေလမ်းကြောင်းမှန်မို့ပြန်တက်ဖို့ကြိုးစားနေပါလိမ့်။တတကနောက်ဆုံးကစားထားတဲ့ဆန်ဒလန်တင်းတဲ့ပွဲစဉ်မှာကစားမအစ်တီခြေစွမ်းပြခဲ့ပြီးတော့ အနိုင်ရလက်ကိုပုံဖော်ထားပါတယ်။လက်ရှိမှာတော့လီဗာပူးကအဆင့်1ယူနိုက်တက်ကအဆင့်10ဖြစ်နေပေမဲ့နှစ်သင်းကြားကွာဟာချက်ကတော့၅မှတ်ထဲဖြစ်ပါတယ်။အဲ့တော့ယူနိုက်တက်ကလီဗာပူးလေ့ကျင့်ဆင်းနေတာကိုခံကောင်းယူပြီးတော့ကွာဟာချက်ကိုနှစ်မှတ်ထိရှော့ချနိုင်စီဖို့ကြိုးစားမှလည်းအသေးချာပါပဲ။ယူနိုက်တက်ကလီဗာပူးနဲ့တွေ့တဲ့နောက်ပိုင်းရလဒ်တွေရင်ရင်နေတဲ့တာကပြောစရာဖြစ်နေပါတယ်။ယူနိုက်တက်ကလီဗာပူးကိုရုပ်ဆိုးတဲ့ရလဒ်တွေနဲ့လည်းရှုံးရင်းခဲ့ပူးပြီးတော့တန်တရာတစ်ပတ်မလဲစေရေးအာယုံဆိုင်ထားရမှာပါ။တကုတ်ရှိတာကတော့ပြီးခဲ့တဲ့ရာသီအန်ဖီတွေ့ဆုံမှုမှာယူနိုက်တက်ကရုံးကန်ရတဲ့ဂျားကနေ တူတူတေရလက်ရအောင်လို့ကစားနိုင်ကြတာကြောင့်ဒီရသည်မှာဒီတက်ပိုကောင်းတဲ့ရလက်တစ်ခုကိုလည်းမျှော်လင့်နိုင်ပါသေးတယ်။တင်ရရှိတဲ့ကစားမားတွေများပြားနေပြီးတော့တိုင်မင်မကိုက်တည်တဲ့လီဗာပူးကိုကန်ဂျမာကမျက်နှာသာမပေးပေးနဲ့နောက်ထပ်တင်ရပဒနာတွေပဲထပ်တိုးလာစီပါရီဂိုဒမားအဲလီစင်ဘတ်ကဂျီယိုပန်နီလီယိုနီစတီဗင်ဘတ်ဂျက်တစ်တို့တင်ရရရှိနေကြသလိုဝါတာရိုအန်တိုအကြောင်းလဲတေချာမကြားသေးပေနဲ့ပါမယ်ဆိုရင်တော့မှရန်ခေါ်ကနေပဲစတင်ရလောက်ပါရီဒါမဲ့လည်း slot ကန်ကောင်းတော့တာက Ryan Gravenbosch နဲ့ Ibrahima Konate တို့ကတော့ပြန်လဲကစားနိုင်လောက်ကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောပြသွားခဲ့ပါရီ ။လက်ထက်ဘက်ကတော့မာဇရာဝီ၊အိုင်ဒန်ဟီဗန်နဲ့လီဇန်ဒိုမာရီနက်စ်တို့ပဲဆက်လက်လွဲကြော်နေမှာပါ။ကြာသပတေးနေ့လေ့ကျင့်ရေးတုန်းကဘရူနိုဖာနန်ဒက်စ်၊ကက်စမီရိုမာတီးယက်စ်ကွန်ညာနဲ့အမတ်ဒီယာလိုတို့လွဲကြော်ထားခဲ့ကြတဲ့အတွက်ပရိသတ်တွေဆွေးနွေးကြမှာဆိုပေမဲ့တရားမဟုတ်ဘဲနဲ့အပိုနားရပေးထားတာဖြစ်နေပါရဲ့။နိုင်တဲ့ကုသမနေရာအတွက်အမော်ရင်ကလူငယ်လေးဆန်ဒီလမ်မန့်စ်ကိုဆက်လက်ယုံကြည်ကိုးစားသွားမှာဖြစ်ပြီးတော့ပရီးမီယာလိရဲ့တကယ့်စိန်ခေါ်မှုကိုခံစားရတော့မှာပါ။နောက်တန်း၃ယောက်ကတော့ဂိုဒန်ပွိုင်းစကားတင်လေးလန်နီရိုယိုဒီလင်းနဲ့လူရှောတို့ဆက်လက်ပွဲထွက်လာကြမှာဖြစ်ပါရဲ့။ မ်ဘာရီအနေနဲ့ကက်စမီရိုကိုနားပေးထားပြီးတော့မန်ယူဥကာတေးကိုဘရူဖာနန်ဒက်စ်နဲ့တွဲဖက်လာပေးနိုင်ပါတယ်။ဝင်ဘက်ဒီမာရီကိုဒါလုံးနဲ့ပက်ထရစ်ဒေါ်ကူကိုဆက်လက်မြင်တွေ့ရမှာဖြစ်ပြီးနံပါတ်တန်ဒီယာတက်ကတော့မေဆန်မောင်းနဲ့ဘရိုင်ယန်အမ်ပူမိုတို့ပွဲထွက်လာနိုင်ပါတယ်။ပွဲဆက်ကိုတင်ထားတဲ့ဘန်ဂျမင်ဆက်စ်ကိုကတော့သွင်းကိုတွေထပ်ပြီးရယူပေးဖို့တိုက်စစ်ကိုဆက်လက်ဦးဆောင်လာအောင်မှာဖြစ်ပါတယ်။လီဗာပူးနဲ့မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ်တွေကအခုနှစ်ပိုင်းနေမှာအော်လောက်စီယာထင်မှတ်ထားတဲ့ရလဒ်တွေထွက်ပေါ်နေကြပါတယ်။နှစ်သင်းလုံးကလည်းနိုင်ဖို့အကြောင်းပြချက်ကိုစီနဲ့အဆင်သင့်ပြင်နေကြမှာအသေးချပါ။ ပေမဲ့လေပါဝင်းရဲ့ကြာစင်းရိတ်နဲ့ညာတဲ့ရဲ့တက်ရိတ်ကြောင့်နှစ်ဖက်အပြန်လန်သွင်းကိုရည်နဲ့အပြိုင်ကျဲကြတာကိုမြင်တွေ့ရနိုင်ပါတယ်။ညာတဲ့အနေနဲ့ဒီယာဒီအစင်လေးအတွင်းဝင်ရောက်ဖို့ကိုရည်မှန်းထားတယ်ဆိုရင်အန်ဖီမှာရလက်ကောင်းရယူဖို့လည်းအရေးကြီးနေပါတယ်။ညာတဲ့တို့မျက်နှာငယ်စရာမရှိဘဲနဲ့အောင်လန်လွှင့်ပြီးတော့ဂျိုးကြရိုစီကနေအမှတ်ရယူလာမှာကျင်းတည်နေပါတယ်။ကြည့်ရှုပေးကြတာအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။